ဇွန်လတရက်နေ့ထိုမျော်လင့်ခြင်းမူကားကလေးကအတွင်း၌ချ၍မြဲမြံခံခဲ့သောစိတ်နှလုံး၏ကြောင်စုကဲ့သို့ငါတို့၌ရှိသည်။ဟေပြဲဩဝါဒစာတော်အခန်းကြီး6အခန်းငယ်19တင့်အနာကအတွက်တင်မျော်လင့်သည့်အရာသည်အဘယ်ယာနည်းနိုင်ငံ၏အစိုးရသို့မဟုတ်ပညာရေးစနစ်သို့မဟုတ်အဖွဲ့အစည်းတစ်ခုခုသို့မဟုတ်အစီအမံတို့ပါလားကျွန်တော်တို့တော့ထာဝရဘုရားသခင်၏ညာဘက်မှာထိုင်နေသည့်သခင်ယေရှုသာလျှင် မျော်လင့်ချက်ဖြစ်ပြီး ထိုမျော်လင့်ချက်အားဖြင့်ကောင်းကင်နိုင်ငံသို့ရောက်မည်ကိုသိရှိယုံကြည်ကြပါသည်။တမန်ကျမ်းစာမရှိခဲ့ရင်လဝါကတိုင်းကင်တင်ချင်းနဲ့ဘာမှမရှိသည့်အုတ်ကူစသည်လို့မရှိခဲ့ရင် လုံနိုင်တာကိုအကောင်းဆုံးလုပ်တာကအကောင်းဆုံးသောဆောင်ပုဒ်တာရှိမည်ဖြစ်ပါသည်။ကျွန်တော်တို့အတွက်မူမျော်လင့်ချက်ရွေးနှုတ်ကင်တင်ချင်းအစီအစဉ်နဲ့အနာဂတ်အစီအမံတို့ရှိပါသည်။ဓမ္မတိကျမ်းစာအုပ်သည်စိတ်ဝင်စားစရာကောင်းသည့်မျော်လင့်ချက်များစွာနှင့်ပြည့်လည်လျက်ရှိပြီး ဖျားသခင်သည်တင့်ကိုစိတ်ဝင်စားလျက်ရှိပါသည်ယနေ့အတွက်ဆုတောင်းခြင်းကျွန်တော်၏အဖဖျားသခင်ယနေ့ဖြစ်ပျက်ကြုံတွေ့နေရတာခဏတာတာဖြစ်ပြီးတမန်ကျမ်းစာကိုဖတ်ရှုခြင်းနဲ့အတူမျှော်လင့်ချက်တည်ငောင်းနဲ့အခြားသူတွေကိုဝေမျှခွင့်ပြုပါအရှင်အာမင်ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုဂျေဆုအထူးပဲတင်ရှိပါခင်ဗျာမနေ့ပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဝင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါရယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်မိခင်ဗျာ